Bye. 2025ခုနှစ်မေလ9ရက်တောက်ကြနေ့မှာပုံမှန်တင်ဆက်ပေးနေကြအရွှေပြည်ရဲ့ရုပ်တံတရင်ကနေပြန်လည်ကြိုဆိုပြစီဒီတစ်ပတ်တရင်တွေကတော့စစ်ကောင်စီနဲ့ဆွေးနွေးပွဲမှာနေမြေတက်မဲ့ရေးဆွေးနွေးခဲ့တာမရှိဘူးလို့ PSF ထင်တယ်ကပြောပါတယ်ဆွေးနွေးပွဲမှာအောင်မြင်တဲ့နောက် PSF ထင်တယ်ထိန်းချုပ်ထားတဲ့မိုးကုတ်ကြောက်မဲနဲ့မိုင်းမော်ကိုစစ်ကောင်စီတပ်ကလေကြောင်းအုံဖြူတိုက်ခတ်ခဲ့ပါတယ်တောင်းဒေတာကလက်ဖက်ရွက်စိမ့်စိကြာလာပါတယ်ဒီတဲ့င်းတွေအပြင်တခြားတဲ့င်းတွေကိုလည်းငားစိန်ကြည့်အောင်ပါ ။တစ်တုံညာနေခုစစ်စစ်ရေးပထမလိုင်းအတွင်းလောက်ကန်တိုက်ပွဲမှာ MNDAA ထံအလံဖြူထောင်လက်နက်ချအညံ့ခံခဲ့တဲ့ဘုံမှုချုပ်အင်မြူကိုစစ်ကောင်စီကအရှိမျောက်တိုင်းစစ်ဌာနချုပ်ရမခအတိုင်းမိုးအဖြစ်လာရှုံမှာပြန်လည်ခန့်အပ်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။လာရှိုးစေးယုံကအရေးပေါ်လူနာတွေကိုပြီးခဲ့တဲ့မေလ9ရက်မှာစတင်ကူတာပေးခဲ့ပြီးဘုံမှုချုပ်အင်မင်ဦးကိုတိုင်းလာရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ် လောက်ကိုင်းတိုက်ပွဲမှာဂုံမှုချုပ်အင်မေဦးကအမတ်ဆက်လေးစစ်စင်ရေးကုကဲမှုဌာနချုပ်မှုအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့ပြီးတခြားစစ်ဘုချုပ်နဲ့အတူကိုကန့်တပ်ထံအလံထူထောင်လက်နက်ချအညံခံခဲ့ပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့လာရှုမျိုးကိုစစ်ကောင်စီကသူတို့ရဲ့အုပ်ချုပ်ရေးရန်ရာတွေစတင်အကောင်အထည်ဖော်နေပြီးအုပ်ချုပ်ရေးအဖွဲ့တွေလည်းထပ်ပြီးရောက်လာတယ်လို့ဒေတာခံတွေရဲ့ပြောပြချက်အရတီးရပါတယ်။ တရုတ်ရဲ့ဂျာဝင်စစ်ဆင်မှုကြောင့်စစ်ကောင်စီတပ်နဲ့ MNDAA အပြည့်ရက်ဖို့သဘောတူခဲ့ပြီးတဲ့နောက်ကိုကန့်တက်ဟာလာရှိုမျိုးကနေကြီးခဲ့တဲ့ဧပြီ22ရက်ကထွက်ခွာခဲ့ရပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရီပြန်လည်ဝင်ရောက်လဲပတ်နေတာပဲဖြစ်ပါတယ်ဆွေးနွေးပွဲပြက်ပြီးတဲ့နောက်တောင်တက် PSF TNA ထင်ချုပ်ထားတဲ့မိုးကုတ်ကြောက်မဲနဲ့မိုင်းငုံစတဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာတွေ့နေရပါတယ်။ ပြီးခဲ့တဲ့မေလ၂ရက်ကနေ၄ရက်အထိ၃ရက်ဆက်တိုက်မိုးကုံမြို့ကိုပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားတဦးတေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ၅ရက်မနက်၉နာရီဝန်းကျင်ကလည်းကြောက်မဲမြို့နယ်ကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးည၉နာရီဝန်းကျင်မှာတော့မိုင်းငေါ်မြို့ကွတ်စလန်ရွာအဆက်ကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်ခြေလှယ်ထိန်ချုပ်ထားတဲ့ချန်နယ်မြို့နယ်တွေကိုလည်းဘုံကျဲဖို့စစ်ကောင်စီတပ်ကိုထောက်ခံတဲ့လော်ဘီချန်နယ်တွေမှာရေးသားထားတာကိုတွေ့နေရပါတယ်။ ကြီးခဲ့တဲ့မေလာလေးရဲ့ Channel A ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလည်းအရက်တာလူစုတွေကိုလေးချောင်းအနေနဲ့ဂရုစိုက်ကြဖို့ PSF Channel A ရဲ့တွဲဖက်အထွေထွေအတွင်ရင်မှုနဲ့ဘူမူကြီးတာပန်လာကပြောကြားထားပါတယ်။တောင်းဒေတာနမ်ဆန်မြို့နယ်ကလက်ဖက်ရွက်စိန်တပိတ်တာ၄000ကနေ3000အထိဈေးကျသွားခဲ့တယ်လို့ဒေတာခံတွေရဲ့ပြောပြချက်အရတည်ရပါတယ်။ ရှေ့ပြည်လက်ဖက်ရွက်စိမ်းတပိတ်တာ၄000ရရာကနေတကြံအပြီးဧပြီ၁၈ရက်နောက်ပိုင်းကစပြီးဒီလအထိနမ်ဆန်မြို့နယ်ထဲကကြေးရွာတချို့မှာလက်ဖက်တပိတ်တာကို၃000တာရပြီးကြေးရွာတချို့မှာတော့တပိတ်တာ2500နဲ့2800ဝန်းကျင်တာရကြပါတော့တယ်လက်ဖက်ဝယ်ယူသူပွဲစားနဲလာတာနဲ့လက်ဖက်တင်ပို့တဲ့လမ်းခီအခြေအနေကြောင့်ဝယ်ယူသူတွေလက်ဖက်ဖိုးကိုအကုန်မရှင်းပေးဘဲတဝက်ပဲရှင်းပေးတာမျိုးတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ ကောင်စီနဲ့ဆွေးနွေးပွဲမှာနေမြေတက်မှတ်ရေးဆွေးနွေးခဲ့တာမရှိခဲ့ဘူးလို့ဖျက်ဆက် FTNA ရဲ့တွဲဖက်ထွေထွေအတွင်းရေးမှူးနှင့်ဘုံမူကြီးတာပန်လာကပြောပါတယ်စစ်ကောင်စီနဲ့ဆွေးနွေးပွဲမှာနှစ်ဖက်သက်တွေရောက်တဲ့နေရာကနေအပြည့်ရက်ဖို့လေကြောင်းလက်နက်ကြီးနဲ့ drone အတုံးပြုပြီးတိုက်ခိုက်တာတွေရပ်တန့်ဖို့လူထုတွေကိုလွတ်လပ်စွာတွာလာခွင့်ပြုဖို့ကတောင်းတက်ဖက်ကဆွေးနွေးခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်ထိန်းချုပ်နယ်မြေကိုစစ်ကောင်စီကပြန်ပေးဖို့တောင်းဆိုချက်ကိုတအောင်တပ်ဖက်ကလက်ရှိအချိန်ထိလက်ခံလာမရှိသေးဘူးလို့လည်းဆိုပါတယ်။တရုတ်ရဲ့ဂျောင်းဝင်စစ်ဆင်မှုကြောင့်ဧပြီ28ရက်နဲ့29ရက်မှာစစ်ကောင်စီနဲ့ PSF ထင်တယ်တို့တရုတ်နိုင်ငံကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီးနောက်တအောင်တပ်ထိန်းချုပ်ထားတဲ့နောင်ချိုကြောင်မဲဒီဘောမိုးကုတ်မိုးမိတ်ကနေစုပ်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့တောင်းဆိုချက်ကိုတောင်းတဖက်ကလက်မခံတာကြောင့်စစ်ကောင်စီတပ်က PSF ထင်းလေးထိန်ချုပ်ထားတဲ့နောင်ချုံနဲ့မိုးကုံမြို့နယ်အပြင်ကြောက်မင်းနဲ့မိုင်းငုံကိုလေရင်နဲ့ဘုံဆက်တိုက်ကျင်းနေပါတယ်။စစ်ကောင်စီတပ်ထင်းချုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်မူဆယ်မြို့မှာအမျိုးသမီးတဦးပြန်ပေးဆွဲခံခဲ့ရပြီးတပတ်ကျော်အတွင်းလူရဲမှုနဲ့ပြန်ပေးဆွဲမှု၃ကြိမ်ထပ်မံဖြစ်ပွားခဲ့ပါတယ်။ဒီတဲ့ရင်းကိုကျွန်မကပဲတင်ဆက်ပေးထားပါတယ်။ စစ်ကောင်စီတပ်ထင်းချုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်မူဆယ်မြို့မှာတပတ်ကျော်အတွင်းလူရဲမှုနဲ့ပြန်ပေးဆွဲမှုတုံးကျိန်ထပ်မံဖြစ်ပွားခဲ့ပါတယ်။ဒီနှစ်မေလ9ရက်မနက်၈နာရီခွဲဝန်းကျင်ကမူဆယ်မြို့ကောင်းမှုလွယ်ရပ်ကွက်မှာဆိုင်ကယ်မောင်းလာတဲ့အမျိုးသမီးတဦးကိုကားမောင်းလာတဲ့အမျိုးသားနှုတ်ဦးကဆိုင်ကယ်ပေါ်ကနေဆွဲချပြီးပြန်ပေးဆွဲသွားခဲ့တယ်လို့ဖြစ်စဉ်ကိုတရှိတူတဦးကရွှေပြည်မြို့ပြောပါတယ်။ခုကိစ္စကပြန်ပေးဆွဲခံရတာနော်ပြီးရင်ပါတမ်းမကြရတော့ ပြင်ပစွားခံရတဲ့သူကဘယ်ရက်ကွက်မှနေလဲဘယ်လိုလဲဆိုတာမျိုးလည်းသိရမှာမဟုတ်တော့ဘာလို့ဆိုမူဆယ်မျိုးရဲ့အခြေအနေကကိုဖြစ်ကိုခန့်အခြေအနေဖြစ်နေတယ်အခုလိုတပတ်ကျော်အတွင်းလူရမှု၃ကြိမ်ထပ်မံနေဖြစ်ပွားနေတာဟာတရားဝင်စိုးမိုးရေးအားနေတာကြောင့်လို့အထက်ပါဒေတာခန့်ကပြောဆိုပါတယ် စစ်တပ်ကအနာသိမ်းပြီးနောက်ပိုင်းမူဆယ်မြို့မှာမွေးရစီဝါရောင်းဝယ်တုံဆွဲသူနဲ့လောင်ကစားဝိုင်းအရင်ကထက်များလာပြီးခိုးမှုလူရက်မှုလူတက်မှုနဲ့ဓားမြတိုက်မှုတွေမကြာခဏဖြစ်ပွားနေပေမဲ့တရားခဏ်ကိုဖော်ထုတ်နိုင်မှုနည်းနေတယ်လို့နောက်ထပ်ဒေသခံတူကလည်းပြောပါတယ်မူဆယ်မှာကပရှိမဲလောင်းမကြာခဏတွေ့နေတယ်လူတွေလည်းဘာတည်းမှမကြရတိုင်းဘာမှဖြစ်တယ်လို့ပြီးသွားတယ်။ဦးဇေမျိုးရဲ့ချင်းကတော်တော်ဆိုးနေတယ်။ကြောက်စရာကောင်းတဲ့မျိုးဖြစ်နေတယ်။ မူဆယ်မြို့ဟာစစ်ကောင်စီတပ်ထင်းချုံနေမည်ဖြစ်ပြီးစစ်ကောင်စီတပ်အပြင်ပြည်သူစစ်အဖွဲ့ပေါင်းစုံတွာလာလှုပ်ရှားတဲ့နေရာလည်းဖြစ်ပါရဲ့ရှင်။တိုင်းတပ်ထင်းချုံထားတဲ့ဒီဘုံမြို့နယ်မှာအမျိုးသားတအူးကထင်းခွေတွားချိန်မိုင်းနေမိလို့ခြေထောက်မှာဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့တိုင်းတပ်ဘက်ကထုတ်ပြန်ချက်အရတီးရပါရဲ့။ မေလ9ရက်နေ့လယ်12နာရီခွဲမှာဒီဘောမြို့နယ်ကုန်းဆောင်ကျေးရွာနေအသက်32နှစ်အရွယ်ရှိတဲ့ဦးအိုက်လောင်စုတူဟာစစ်ကောင်စီတပ်ရဲ့ခလာရ23တပ်စခန်းဟောင်းမှာထင်းတွားခွေချိန်မိုင်းနှိမိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့မိုင်းနှိမိတဲ့အမျိုးသားဟာဒီဘောမြို့ပြည်သူ့စေယုံမှာကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီ16ရက်ကလည်းဒီဘောမြို့နယ်တုံးစင်ကျေးရွာကအသက်50အရွယ်အမျိုးသားတူကငှက်သွားပြစ်ချိန်မိုင်းနှိမိလို့ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ ရွှေပြည်မြေပြုစုထားတဲ့စီရင်အရာရှမ်းမြောက်နမ်စံကြောက်မဲတီဘောမွန်ဘိတ်စတဲ့မြို့နယ်တွေမှာဇန်နဝါရီလကနေဧပြီလအထိမြေမြုံဝိုင်းနဲ့ဆစ်လက်နဲ့အကျဉ်းကြံကြောင်းကလေးအပါဝင်အရက်တာ15ဦးတည်ဆုံခဲ့ပြီး29ဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။တင်ဆက်ပေးထားတဲ့သတင်းလေးကိုကြည့်ရှုနားဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။